ထိုင်းနိုင်ငံရောက်မြန်မာအလုသမားတွေကိုဖမ်းဆီးတော့မှာမဟုတ်ပဲမြန်မာနိုင်ငံသားဖြစ်ကြောင်းထောက်ခံနိုင်ရင်တရားဝင်အလုသမားမှတ်ပုံတင်ကတ်ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်ဒီသတင်းကိုတော့အောင်ဆန်းဦးကပေးပို့ထားပါတယ်ရှင်နေပြည်တော်မှာရှိတဲ့အလုသမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနကိုထိုင်းနိုင်ငံအလုသမားရေးရာဝင်ကြီးဌာနဝင်ကြီးဦးဆောင်တဲ့အဖွဲ့ရောက်ရှိလာပြီးထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းအလုသမားရေးနဲ့ပတ်သက်ပြီးဝင်ကြီးဌာနအချင်းချင်းဆွေးနွေးခဲ့ကြပါတယ်အဲ့ဒီဆွေးနွေးပွဲမှာလက်တလောဖြစ်ပွားနေတဲ့ထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းအလုသမားတွေကိုထိုင်းအစိုးရကဖမ်းဆီးပြီးနေရပြန်ပို့နေတဲ့ကိစ္စတွေ ထိုင်းနိုင်ငံအတွင်းမှာကြန့်ရှိနေသေးတဲ့မြန်မာလူသားတွေရဲ့အခြေအနေတွေအလို့သမားမှတ်ပုံတွေကိစ္စတွေအပြင်အလို့သမားတင်ပို့မှုပုံစံတွေကိုအဓိကဆွေးနွေးခဲ့ကြပါတယ်ဆွေးနွေးမှုအပြီးမှာတော့ထိုင်းနိုင်ငံအလို့သမားရေးရာဝန်ကြီးဌာနအနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့တရားမဝင်ရွှေပြောင်းမြန်မာလူသားတွေဖမ်းဆီးပြီးနေရပြန်ပို့နေမှုကိုရပ်ဆိုင်းလိုက်ပြီးဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ် ဒါပြင်မြန်မာနိုင်ငံအစိုးရကသာနိုင်ငံသားဖြစ်ကြောင်းထောက်ခံပေးမယ်ဆိုရင်ထိုင်းအစိုးရအနေနဲ့တရားမဝင်မြန်မာလူသားတွေကိုတရားဝင်လူသားမှတ်ပုံနဲ့ကထုတ်ပေးသွားမယ်လို့လည်းပြောဆိုခဲ့ကြောင်းအလို့သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကြီးထောင်စုဝန်ကြီးကပြောပါတယ်။ကျန်ခဲ့တဲ့လူတွေပဲထောက်ထားရှိသည်ဖြစ်စေထောက်ထားမပြည့်စုံသည်ဖြစ်စေထောက်ထားမဲ့သည်ဖြစ်စေသူတို့ကစက်ပြမှာအရေးမယူတော့ဘူး။အလို့ရှင်တဲ့ဟာအလို့သမားနေတဲ့ပေါင်းလာတစ်ပုံနှစ်ပုံနဲ့ဖောင်နေဖြစ်ပြီးရင်ဒီလူသမားတော့ကျွန်တော်က ခံထားပြီးပြီကျွန်တော်ဒီမှာတကယ်လုပ်တယ်ဆိုရင်သူကပြန်စစ်စစ်မယ်မှတ်ပုံတင်ပေးမယ်ပြီးရင်ကိုရုဘက်ကိုပို့ပြီးတော့ကိုရုနိုင်ငံကမှန်တယ်ဆိုရင်ကိုရုဘက်ကဒေါက်တာတခုထုတ်ပေးလိုက်တယ်ဆိုရင်ပတ်စပို့တော်လကောင်း CI တော်လကောင်းထုတ်ပေးလိုက်တယ်ဆိုရင်ဒီလိုသမားကြီးတရားဝင်လို့ကမှဖြစ်သွားမှာပါ ဲ့လိုတွေလုပ်ပေးဖို့သူတို့စီစဉ်ပါတယ်။ထိုင်းဆိုရရဲ့ဖန်ဆီးမှုကြောင့်နေရပြန်လာတဲ့မြန်မာရွှေပြောင်းလူသမားတွေဟာလက်ရှိချိန်မှာတော့၄300တောင်ရှိနေပြီဖြစ်တယ်လို့လူသမားလူဝင်မှုကြီးကြေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကဆိုပါတယ်။ဒါ့အပြင်ထိုင်းနိုင်ငံအတွင်းမှာလည်းလက်ရှိချိန်ထိထိုင်းနိုင်ငံအစိုးရကဖန်ဆီးစစ်ဆေးနေတဲ့တရားမဝင်မြန်မာလူသား300လောက်ရှိနေတယ်လို့ပြောပါတယ်။လူသမားကိုပြန်လာတဲ့လူသမားတွေဖတ်ကန်ထားရတယ်။အဲ့ဒါခင်ဗျားကျေးဇူးပြောပြပါဆိုတော့သူတို့အစည်းအဝေးကထွက်ပြီးတော့သူပြောကြတယ်အဲ့တော့သူတို့ပြန်စစ်စစ်နေတာပါဒီလိုသမားတွေလည်းပဲအခုဒီနေ့90ဆက်ပြီးလိုက်ပါပြီ ပြန်ပြီးတော့မှသူတို့ဒီတင်းနဲ့တွေ့အကုန်လုံးထုတ်ပြပါမယ်သူတို့တောင်းလို့ကြံ့ကြံ့တာဒီရာသီဥကြောင့်ဆက်လက်ဒီခေရောက်ကြံ့ကြံ့တာပါလို့ဘုန်းကြီးတစ်ချိန်တိုင်းနဲ့ဖြေသွားပါတယ်ဆက်လက်ပြီးတော့ပဲသူတို့နဲ့ကိုယ်နဲ့ညို့လယ်ပဲဒီမှာညို့မှုလယ်တွေမှာဆက်လက်ပြီးတော့မှတန်ယုံနမဲလိုအပ်ရင်ဆက်ပဲကိုယ်လည်းဆက်ဆက်ပြီးတော့မှဒါတွေကိုတော့ဘုရားမကြီးကိုအချိန်နဲ့တည်းကြီးဖြည့်ရှင်းဆောင်တော့မှာဖြစ်ပါတယ် ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံအတွင်းပြန်လည်ရောက်ရှိလာတဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေလည်းသူတို့ရဲ့အလုပ်ရှင်တွေက ပြန်လည်ခေါ်ယူဖို့ဆန္ဒရှိမယ်အလုပ်သမားတွေကလည်းပြန်လည်လုပ်ကိုင်ဖို့ဆန္ဒရှိမယ်ဆိုတာကမြန်မာအစိုးရရဲ့ထောက်ခံချက်နဲ့တရားဝင် လုပ်သားတွေအဖြစ်ပြန်လည်ဆွေးလွတ်ပေးမယ်လို့အလုပ်သမားလူမှုကြီးကြေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ဆောင်စုဝန်ကြီးကဆိုပါတယ်ကျွန်တော်ကတော့အောင်ဆန်းပါ